မင်္ဂလာပါရှင်။ MCN သတင်းဌာနရဲ့နေ့စဉ်ရုပ်သံအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီကနေ့မြန်မာတက်ကြွေ1389ခုနှစ်တပေါင်းလာဆန်း6ရက်ခရစ်တက်ကြွေ2016ခုနှစ်မတ်လ14ရက်တနင်္လာနေ့ညနေ6:00နာရီထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေ။ ဒီကနေ့မှတင်ဆက်ပေးသွားမယ့်သတင်းတွေကတော့လွတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၃ခုကရွေးချယ်တင်မြှောက်လိုက်တဲ့ဒုတိယသမ္မတ၃ခုသမ္မတရည်ချင်းတွေနဲ့ပြည်စုံကြောင်းပြည်အောင်စုလွတ်တော်ကအတည်ပြုကြေညာလိုက်တဲ့သတင်းနိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်မဲ့အခမ်းအနားကိုမတ်လ15ရက်နေ့နနက်10:00နာရီချိန်ပြည်အောင်စုလွှတ်တော်မှာကျင်းပပြုလုပ်မယ်ကြောင်း ထိုင်းနိုင်ငံဘန်ကောက်မြို့ကစီးပွားရေးဘဏ်တစ်ခုမှာအစိတ်ရှိတဲ့ဓာတ်ရုပ်ပစ္စည်းယူဖိမှုဖြစ်ပွားခဲ့ပြီးလူရှိဦးသေဆုံးခဲ့တဲ့တဲ့။စားတဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့လွတ်တော်ကိုယ်စားလှယ်အစုဖွဲ့၃ခုကရွေးချယ်တင်များလိုက်တဲ့ဒုတိယသမ္မတ၃ခုကိုသမ္မတရည်ချင်းတွေနဲ့ပြည်စုံကြောင်းပြောင်စုလွတ်တော်ကအတည်ပြုကြေညာလိုက်တဲ့တဲ့တွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီတဲ့တွေကို MCN နေပြီးတော့တဲ့တွေနောက်ခိုင်သစင်ဦးကတင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ လွတ်တော်ကိုယ်စားလှယ်အစုဖွဲ့အသီးသီးကရွေးချယ်တင်မြှောက်လိုက်တဲ့ဒုသမ္မတ3ဦးဟာနိုင်ငံတော်သမ္မတအတွက်သတ်မှတ်ထားတဲ့အရေးချင်းတွေနဲ့ပြည့်စုံတယ်လို့ဒီကနေ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာလွတ်တော်နိုင်ငံကဦးမန်းဝင်းခိုင်တန်းကကြေညာလိုက်တာပါဒုတိယသမ္မတ3ဦးအမည်စင်းကိုတင်ပြပါမယ်ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုဖွဲ့ကရွေးချယ်တင်မြှောက်တဲ့ဥတင်ကျော်အလုံးမှုဆောင်ဖွဲ့ဝင်ဒေါက်ကင်ဂျီဖောင်ဒေးရှင်းရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အစုဖွဲ့က ရွေးချယ်တင်မြှောက်တဲ့ဦးဟင်ရီဗန်တီယူအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ချင်းပြင်းတဲ့မစ္စန်နတ်ရဲ့အမှတ်ပုံတွေတပ်မတော်သားကိုယ်စားလှယ်အစုဖွဲ့ကရွေးချယ်တင်မြှောက်တဲ့ဦးမြင့်စွေဝင်းကြီးချုပ်ရန်ကုန်တိုင်းဒေသကြီးဆိုရအဖွဲ့ဖြစ်ပါတယ်ပြည်သူ့လွှတ်တော်ကရွေးချယ်တင်မြှောက်ထားတဲ့ဦးထင်ကျော်အမျိုးသားလွှတ်တော်ကရွေးချယ်တင်မြှောက်ထားတဲ့ဦးဟန်နရီဗန်တီယူတက်မတော်ဘက်ကဦးမြင့်ဆွေတို့ကိုဒုတိယသမ္မတများအဖြစ်အသီးသီးရွေးချယ်ထားတာပါနိုင်ငံတော်သမ္မတအတွက် CCA အဖွဲ့ကစစ်စစ်တဲ့နေရာမှာတော့ တက်မတော်ဘက်ကကိုစလဲကကန့်ကွက်မှုတွေရှိခဲ့ပါတယ်စီစီရမှာပါတယ်ကျွန်တော်စီစစ်တက်ပေါ်စီစီရတော့အဲ့စီစီရမှာပေါ်ရတယ်လို့ပဲငွေရစီစီလိုက်ကျင်းနေလုံးမယ်လို့တူတူကကျွန်တော်ကြားပါဘာတန်းတင်နေလို့လည်းတူတူပဲကြားပါအဲ့ဒါကျွန်တော်တန်းတင်နေအဲ့မှာပဲပြီးသွားတဲ့ပုံပါ ဲ့ဒီလိုရမတန်တင်တဲ့အဆင့်မှာပဲဖြစ်တာမနေ့ပြန်မနေ့ဆင်းနိုင်မှာတော့နိုင်ငံတော်တမနာနဲ့ဒုတမနာတွေကိုလှုပ်ဝက်မဲပေးစနစ်ဖြင့်မဲခွဲဆုံးဖြတ်သွားမှာဖြစ်ပြီးမဲအများဆုံးရရှိသူကတော့နိုင်ငံတော်တမနာဒုတိယမဲအများဆုံးရရှိသူကတော့ဒုတိယတမနာတင်နဲ့မဲရေအတွက်အ ਨੇ ဆုံးကိုဒုတိယတမနာနှစ်အဖြစ်ရွေးချယ်တင်မြှောက်ကြမှာပါရှင်နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်မဲ့ခန်းနာကိုမက်စလာ15ရက်နေ့နနက်10:00နာရီချိန် ပြောင်စုလွတ်တော်မှာကျင်းပပြုလုပ်မယ်လို့ပြောင်စုလွတ်တော်နိုင်ကကကြေဝင်ကြေညာလိုက်ပါတယ်။ဒီကနေ့မက်စလာ၁၄ရက်နေ့ပြောင်စုလွတ်တော်အစည်းအဝေးတွင်အမြင့်ဆုံးတင်သွင်းခံရတဲ့ဒုတိယသမရတွေမှာနိုင်ငံတော်သမရအရေးချင်းနဲ့ကိုင်းညီမှုရှိမရှိဆုံးဖြတ်ပြီးပြောင်စုလွတ်တော်နိုင်ကမန်းဝင်းခိုင်တန်းကကြေညာလိုက်တာပါ။အဲဒီနိုင်ငံတော်သမရရွေးချယ်တင်မြှောက်မှုအတွင်းမှာတော့ပြည်သူလွတ်တော်နဲ့အမျိုးသားလွတ်တော်ရွေးကောက်တင်မြှောက်ခံကိုယ်စားလှယ်အစုအဖွဲ့အနေနဲ့ မြင်စည်းတင်သွင်းထားတဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကဦးထင်ကျော်ဦးဟင်ရီပန်တီယူနဲ့တူတမရော်သားလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ကဒုတိယတမရအဖြစ်အမည်စင်းတင်သွင်းထားတဲ့ဦးမြင့်ဆွေတို့ကမဲအများဆုံးရရှိသူကိုနိုင်ငံတော်တမရအဖြစ်ရွေးချယ်တင်မြှောက်သွားမှာလည်းဖြစ်ပါရဲ့ရှင် ရှိနေတွေပါဝင်တရားရေးဝန်ထမ်းတွေနိုင်နာကျင့်ကြံရမယ့်ခြေဝတ်တွေကိုပြင်ဆင်ပြဋ္ဌာန်းပေးဖို့အထူးလိုအပ်နေရလို့88မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူဖွဲ့စည်းကចောင်းသားကောင်းဆောင်ဦးကိုကိုကြီးကပြောကြားလိုက်ပါတယ်ဒီသတင်းကို MCN သတင်းနာအောင်ကျော်မှုကသတင်းပေးပို့ထားဖြစ်ပါတယ်ရှင်ဒီကနေ့နေ့လဲတနအီခွဲကမြန်မာနိုင်ငံရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်ကွန်ရက်ကဦးစီးပြီးတရားဥပဒေစိုးမိုးရေး Rule of Law ကောင်းစင်နဲ့ဆွေးနွေးပွဲတစ်ခုကို MICD Pack မှာပြုလုပ်ခဲ့ပါတယ် 88ပွင့်လင်းလူအဖွဲ့အစည်းကဥက္ကူကူကြီးကနေဥဆောင်ဆွေးနွေးခဲ့တာပါဒီဆွေးနွေးပွဲမှာတရားဥပဒေစိုးမိုးရေးအတွက်အဓိကအချက်တွေကိုချိတ်ဆက်ဆွေးနွေးခဲ့တာဖြစ်ပြီးဥပဒေပြုလွှတ်တော်ရဲ့ဥပဒေပြုရေးပြင်ဆင်ရေးတွေနဲ့ပတ်သက်ပြီးသုံးသပ်တင်ပြခဲ့တာပါဒါ့အပြင်တရားဥပဒေစိုးမိုးရေးအတွက်နိုင်ငံတော်ရဲ့ဥပဒေဝန်ထမ်းတွေရဲ့ကျင့်ဝတ်ပိုင်ဆိုင်ရာကောင်းမွန်ခိုင်မာရေးကိုလည်းဥက္ကူကြီးကထောက်ပြခဲ့ပါတယ်ဆိုတော့အဲ့တော့ကျွန်တော်ကိုမကျွန်းကျင်တဲ့စီအရင်ဆုံးကတော့ဒီတရားဥပဒေကဏ္ဍမှာအဂတိလိုက်စားမှုကိစ္စတွေ အဲ့ဒါတွေကိုကျွန်တော်တို့ကနင်းထိထိကြောက်ကြောက်ကျွန်တော်တို့ကင်တွယ်ဖို့လိုတယ်အဲ့တော့အောက်တိလိုက်စားမှုဆိုတာလည်းပြောတာတွေ့တယ်ဆိုတော့စားဝတ်နေရေမလုံလောက်ရင်အောက်တိလိုက်စားမှုကဖြစ်မှာပဲအဲ့ဒီအကျင့်ပါလာတဲ့ခါကျတော့လုံလောက်ပြီးမှတတိပြစ်ထပ်လုပ်တဲ့ပြဿနာတွေပါပါလာတာပေါ့နော်ဆိုတော့အဲ့တော့နောက်တစ်ပိုင်းကကျတော့ရှင်းနေတွေရဲ့ဟို ethic တွေပေါ့ခုနကလည်းတအောက်တိလိုက်စားမှုနဲ့ဆက်ဆက်တာပေါ့နော်ဆိုတော့သူတို့ရဲ့ဒီသက်ဆိုင်ရာကျင့်ဖို့ပိုင်းတွေကျွန်တော်တို့ကဟိုအားကောင်းလာအောင်ကျွန်တော်တို့ပို့ပြောတယ် မြန်မာနိုင်ငံမှာရှေ့နေအလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုသူဥယေ၄000ခန့်သာရှိနေပြီးတနိုင်ငံလုံးအတိုင်းအတာအရဆိုရင်နေပါတဲ့အခြေအတော့ပဲဖြစ်ပါတယ်။လက်ရှိအခြေအနေမှာဥပဒေပညာကိုတက္ကသိုလ်စာသင်နဲ့၅နှစ်နဲ့လက်တွေ့သင်ကြားရင်တစ်နှစ်အထိအချိန်ပေးမှသာအထက်တန်းရှေ့နေအဖြစ်ရည်တည်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ NLD ပါတီကတင်မြှောက်ထားတဲ့ဒုတိယသမ္မတဦးထင်ကျော်ကိုတမရော်ကရွေးကောက်ခံကိုယ်စားလှယ်မဟုတ်တာကြောင့် ထောက်ခံတာကန့်ကွက်တာမပြုလုပ်ခဲ့ဘူးလို့နိုင်ငံတော်သမ္မတနဲ့ဒုတိယသမ္မတများအရေးချင်းစီစီရေးကော်မတီကပြည်အောင်စုလွတ်တော်မှာအစည်းအခမ်းစာတင်သွင်းလာပါတယ်။မက်စလာ၁၄ရက်နေ့ပြည်အောင်စုလွတ်တော်မှာတင်သွင်းတဲ့အဲ့ဒီအစည်းအခမ်းစာမှာပဲဦးဟင်ရီဘန်တီကိုလည်းနိုင်ငံပြင်မှာ၆နှစ်ကြာမိသားစုနဲ့အတူနေထိုင်ခဲ့တဲ့ပေါ်နိုင်ငံတော်ရဲ့ခွင့်ပြုချက်ရှိမရှိခုံရုံးကိုမေးမြန်းတဲ့ကြောင့်အဆိုပြုပြီးတက်မတော်ကကန့်ကွက်ခဲ့တာပါ။ ဒါပေမဲ့အစိုးအဖွဲ့လိုက်ကော်မတီဝင်6ဦးကသဘောတူခဲ့တာကြောင့်ဦးထင်ကျော်ရောဦးဟင်ရီဗန်ချီယူကိုပါတမရနဲ့ဒုတိယတမရလောင်းအရေးချင်းပြေးမိကြောင်းအတည်ပြုနိုင်တာဖြစ်ပါတယ်။တမရသာလွှတ်တော်ကိုယ်စားလှယ်အစိုးအဖွဲ့ကအမည်တင်သွင်းတဲ့ဦးမြင့်စွေကိုတော့အရေးချင်းစီစဉ်ရေးကော်မတီဝင်အားလုံးကထောက်ခံခဲ့ကြရလို့ပြည်အောင်စုလွှတ်တော်မှာကြေညာတဲ့အစီရင်ခံစာမှာဖော်ပြထားဖြစ်ပါတယ်ရှင်။ ုင်ငံဘန်ကမြို့ကစီးပွားရေးဘန်ခုမှာအစိတ်ရှိတဲ့ဓာတ်ရုပ်ပစ္စည်းရုပ်ဖိမှုဖြစ်ွားခဲ့ပြီးလူရှိဦးသေဆုံးခဲ့ပါတယ်။ဒီသတင်းကို MCN သတင်းတော်ဗျူလာကတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ထိုင်းနိုင်ငံဘန်ကောက်မြို့မြောက်ပိုင်းက CM Commercial Bank CM စီးပွားရေးဘန် SCB မှာပြီးခဲ့တဲ့မတ်လ23ရက်နေ့ကအစိတ်ရှိတဲ့ဓာတ်ရုပ်ပစ္စည်းရုပ်ဖိမှုဖြစ်ပွားခဲ့တဲ့အတွက်ဆောက်လုပ်ရေးသမား9ဦးနဲ့လုံခြုံရေးသမား2ဦးသေဆုံးခဲ့တာပါ။ ဒါအပြင်ဘန်အတွင်းမှာရှိနေတဲ့လူခုနှစ်ဦးလည်းထိခိုက်ဒဏ်ရာရခဲ့ပြီးအောင်စေဝါကူတမှုခံယူနေကြပါတယ်။စောင်းလုံရီတမားရီဟောင်းအဆောက်အဦးရဲ့မိသက်စနစ်ကိုပြင်ဆင်ရာကနေမိထိန်တဲ့စနစ်ကထွက်တဲ့တံငွေကောင်အောက်ဆီဂျင်မလုံလောက်မှုကိုဖြစ်ပေါ်စေခဲ့ပြီးအသက်ရှူချက်သေဆုံးခဲ့ရတာလို့အက်ဒီဘန်ရဲ့အလုံမှုဆောင်ကော်မတီဥက္ကဋ္ဌဖြစ်သူကသတင်းမီဒီယာတွေကိုပြောပါရယ်ပြီးခဲ့တဲ့2015ခုနှစ်ဖေဖော်ဝါရီလတုန်းကလည်း အခင်းဖြစ်ပွားခဲ့တဲ့ဗန်မောင်မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီးမိသက်သမားတို့ဦးသေဆုံးခဲ့ပူပါတယ်ရှင်။ဒီသတင်းဌာနကလည်းညနေ6:00နာရီထိနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးကြတာဖြစ်ပါတယ်။နောက်နေ့တွေမှာဆိုရင်လည်းထူးခြားတဲ့သတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းလိုက်ပါရစေ။ MCN ရဲ့ထုတ်လွှင့်ပြီးသားအစီအစဉ်တွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ www.mcntv.news မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့လူမှုကွန်ရက်စာမျက်နှာ Facebook မှာတော့ MCN TV News အမည်နဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN ရုပ်သံသတင်းအစီအစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။ကျွန်မကတော့အစီအစဉ်တင်ဆက်သူယူဝေမွန်ပါ။ Thank you.